အရင်မရှုံးမဲနဲ့အမျက်မြများရချင်တယ်ဆိုရင်တော့လေးလာဖို့လိုပါလေကိုလုံးနေတဲ့လုပ်ငန်းမှာမသိဘူးနားမလည်ဘူးလုံးမတက်ဘူးဆိုရင်တော့ဘယ်လုပ်ငန်းမျိုးမဆိုကျွန်တော်အောင်မြင်ဖို့ခဲရင်ပါလေခင်ဗျာဆက်ဆက်မော်စီးပွားရေးလောက်ကင်နေတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လုပ်ငန်းတစ်ခုကိုလောက်ကင်တဲ့အခါမှာ ေချာလေးလာဖို့အတွက်လိုပါတယ်ဆက်ဆက်မော်ကုမ္ပဏီမှာဝင်လာတဲ့ခါမှာဆိုရင်အရင်ဦးဆုံးလေးလာရမယ် listed လို့ခေါ်တဲ့ success mall ရဲ့ကုမ္ပဏီเจ้าထုတ်ကုန် plot deck เจ้าရဲ့ဈေးကွက်ပလန်လို့ပြောတဲ့ဝင်ငွေ ပြန်ရနိုင်မဲ့လုံဆောင်ရမယ်လမ်းเจ้าတွေကိုကျွန်တော်တို့ဟာတေသေးချာချာတိတိကျကျလေးလာသင်ယူဖို့အတွက်လိုပါတယ်လူများစုကကျွန်တော်တို့ success mall စီးပွားရေးရောက်လာတဲ့ခါမှာအများကြီးသင်ယူဖို့အတွက်ကျွန်တော်တို့ဟာအချိန်ပေးတဲ့နေရာမှာဆိုရင် 非啦，阿内鲁新过夜六年，我哥就安只拉妈妈好吧？怎么样？哎咯。 ဘာမှမလုပ်ဘဲနဲ့ဝင်ဝင်ပြန်ရချင်တယ်ဆိုရင်တော့မရနိုင်ပါဘူး။ဆက်ဆက်မော်ရဲ့စီးပွားရေးမှာပတ်ဝန်းကျင်ကတချို့တော်သူတွေဘာကြီးပြောကြတယ်လဲဆိုရင်တော့ကျွန်တော်တို့တော်တော်များများတွေးမြင်ရတဲ့အချက်ကတော့ share ပိတ်လိုက်တာပဲတဲ့ share ပိတ်ပြီးလို့ရှိရင်ပြီးသွားတာပဲဘာမှဆက်ရံမရှိဘူးဆိုရဲပြောတဲ့စကားတွေကြားရပါတယ်။အဲ့တော့ဒီနေရာမှာစီးပွားရေးလာပြီးလောက်ကင်တဲ့အခါမှာမိတ်ဆွေတို့အဲ့စကတိ share ဝင်လိုက်တယ်ဆိုတာကကျွန်တော်တို့ဟာစီးပွားရေးလာပြီးတော့လောက်တာထိုင်ကြည့်နေလို့တော့မရပါဘူး။ဥပမာကျွန်တော်တို့ဟာ ပတ်စပို့ဗီဇာစာအုပ်ကျွန်တော်နိုင်ငံခြားမှာလုပ်တယ်။ပေးကြတဲ့ဗီဇာစာအုပ်တွေပတ်စပို့တွေလက်ထဲမှာကင်ဆောင်ထားပြီးတော့ပတ်စံပေးလာခမညာ။ဘယ်နိုင်ငံတမတာကမှစာအုပ်ကင်ဆောင်ထားပြီးပတ်စံပေးရဲဆိုတာမရှိပါဘူး။သူ့ရဲ့လုပ်အားခကျွန်တော်သူ့နိုင်ငံမှာနေတယ်ဆိုရင်အလုပ်လုပ်ငန်းခွင်ကိုသွားမှသာနေကျွန်တော်တို့ကပတ်စံပြန်ရမှာဖြစ်ပါလေ။ ဲ့တော့ success မောမှာလည်းထိုးနေတူစွာပဲဒါပေမဲ့တခုအားသာတာကကျွန်တော်ဘယ်နိုင်ငံကိုသွားသွားလုံခြုံလို့ရတဲ့ international အခွင့်အလမ်းကောင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပို့လို့တောင်မှလေးလာသင့်ပါတယ်ပို့လို့တောင်မှပို့ပြီးတော့သင်ယူသင့်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီ share ဝင်လာတဲ့အခါမှာ success မောမှာလုံသိလုံထိုက်တဲ့အရာတွေကိုကျွန်တော်ဟာ ကိုအားတဲ့ချိန်မှာစူးစမ်းသွားမယ်ဆိုရင်ကျွန်တော်တို့ဒီအမျက်မြများရနိုင်မှာဖြစ်ပါတယ်ကျွန်တော် successful ရဲ့စီးပွားရေးမှာ၃လအတွင်းထဲမှာ share ဝင်ထားတဲ့အိတ်ဆက်ကတိရဲ့ပတ်စံကိုပြန်ပြီးတော့မှရအောင်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့ရီမန်းချက်စတင်တဲ့ချိန်တည်းကငါရအောင်လုပ်မယ်ငါဖြစ်အောင်လုပ်မယ်ရအောင်စူးစမ်းမယ်ဆိုတဲ့ရီမန်းချက်ကိုစပြီးထားတာ successful မှာကျွန်တော်ကအိတ်ဆက်ကတိစပြီးတော့ဝင်ကလေးက ျွန်တော်ဒီဘယ်တော့မှအရှုံးမပေးဘူးဆိုတော့ရီမန်းချက်တစ်ခုနဲ့ထိထိရောက်ရောက်ပန်းနိုင်ကိုပြင့်မှတ်ထားပြီးစူးစမ်းခဲ့တာဖြစ်ပါတယ်။ဒါမို့ဒီမျိုးလေးကိုကြီးရှုနေတဲ့ success more စီးပွားရေးကိုအခုမှစတင်တဲ့အတူတွေပဲဖြစ်ဖြစ်ဒို့မို့အခုမှစလုံးမဲ့သူပဲဖြစ်ဖြစ် success more ကိုလုံရင်ကောင်းမလားမလုံရင်ကောင်းမလားလေးလာနေတဲ့သူ အဝေးကနေလှမ်းကြည့်နေတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီရီမန်းချက်မရှိလို့ရှိရင်ဘာမှလုပ်လို့မရပါဘူးခင်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီရီမန်းချက်ကိုတိတိကျကျဒေဒေချာချာချမှတ်ထားပြီးတော့လုံခြုံတတ်ဖို့အတွက်လိုပါတယ်ခင်ဗျဘဝမှာတကယ်ကိုအရေးကြီးဆုံးတော့ကျွန်တော်တို့ပန်းတိုင်ချမှတ်ထားပြီးဆိုရင်အာစူးစားဖို့အတွက်ဆိုတော့သူ့ဟာသူနီးလန်းနေထွက်လာလိမ့်မယ်ကိုယ့်ရဲ့ခေါင်းထဲမှာမိုးလင်းနေမိုးချုပ်အသိစိတ်ထဲမှာဘာလုပ်ရမလဲဆိုတာကိုကျွန်တော်တို့ အုံနောက်တဲ့ကအလိုလိုသူအလိုလိုတက်လာမှာဖြစ်ပါရဲ့ခင်ဗျာဒါကြောင့်ဆက်ဆက်ပေါ်ရဲ့စီးပွားရေးကိုလောက်ကင်တဲ့မိတ်ဆွေများကျွန်တော်အမျက်မြန်များရရှိဖို့အတွက်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကိုမြန်များကျွမ်းကျင်အောင်လေ့လာပြီးတော့မြန်များလက်တွေ့ပြန်လည်လှုပ်ဆောင်ပါမြန်များလက်တွေ့အခွင့်အလမ်းညှားဝေပါကိုကိုကိုအရေးချင်းရှိအောင်နေ့စဉ်နဲ့မျှစူးစမ်းအားထုတ်မယ်ဆိုရင်တော့မိတ်ဆွေကြီးအရေးတွေးပြီးွားတဲ့ quality ကောင်းတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ